မင်္ဂလာပါဒီနေ့25ရက်5လ2025ဂျပန်သတင်းလေးတစ်ပုဒ်ကိုပြောပြသွားပါမယ်အဲသတင်းလေးရဲ့အကြောင်းအရာကတော့ချစ်သူနဲ့အတူနေရဖို့စပွန်ဆာ Sugar Daddy ပေါ့နော်တခြားဖြစ်ပြီးဦးလေးကြီးနဲ့တူတူနေရတဲ့အထက်တန်းအကြောင်းသူလေးဆိုတဲ့အကြောင်းကိုပြောပြသွားပါမယ်အဲဒီတစ်ခေါက်ဂျပန်သတင်းမှာတော့အပြူပွဲအပြူပေါ်ဝင်စားမင်းကလေးငယ်တချို့ရတာအချစ်ကိုကိုးကွယ်လုံပြီးတော့ယူယူမိုင်မိုင်မလုံတင်တာကိုလုံ သွေးဆောင်ဖြာရောင်းလို့ရတဲ့အရွယ်မစင်းစားမစင်ကျင်နိုင်တဲ့အရွယ်သာရှိသေးတာမို့အဲကိုကတ냐ရဲ့အတုံးချခံရလို့ခံရမှန်းမသိတဲ့ဘဝရောက်သွားခဲ့ရတာကိုဒါမိဘတွေလည်းအဲတင်ကန်းစာယူကိုသားသမီးကိုဒါကြိုတင်ဆုံးမတင်ကြပေးနိုင်ဖို့ဒီတရင်လေးကိုဘာသာပြန်ပြောပြသွားမှာဖြစ်ပါတယ်ကော်ဖီဆိုင်ဝင်တဲ့အဖြစ်လုတ်ကင်နေတဲ့21နှစ်အရွယ်ကောင်လေးကသူ့ရဲ့ဆိုင်ကိုလာရောက်အားပေးတဲ့ထက်တန်းကျောင်းသူအရွယ် main ကလေးကို sugar daddy ဒီတကြားဖေဖေပေါ့နော်စပွန်ဆာအဖိုးကြီးဒီနဲ့အတူတူနေခိုင်းလို့အဲ့ဒီကောင်လေးကိုရဲကလာဖမ်းသွားပါတယ် အဲဒီကျောင်းသူကောင်မလေးကလည်းပေါ့နော်ကတ်စတမာဆိုပဲသူကလည်းကြည့်ရတာတော့ဖုန်ကြောင်တဲ့သဘောနဲ့ဒီ coffee ဆိုင်ကိုလာအားပေးတဲ့ပုံရပါတယ်အဲရုပ်ရှင်ကားတွေတွေရလို့ပေါ့နော်အထက်တန်းကျောင်းသူတွေကဒါယူယူမိုက်မိုက်အဲချစ်တဲ့ပုံမျိုးညင်ရတယ်ပေါ့နော်အဲဒီလိုမျိုးကိုယ်လာကြိုက်တဲ့ကောင်မလေးကိုအတုံးချလို့ရနိုင်တဲ့အရာကြီးရှုနေတဲ့ဒီဆိုင်ဝင်တန်းကကျောင်းသူတွေခုလိုပြောပါတယ်ဘယ်လိုပြောလဲဆိုတော့မင်းနဲ့ကအတူတူလောကမှာ number 1ဖြစ်ချင်တယ် မင်းကလည်းစူးစမ်းပေးမယ်ဆိုပြီးငါတို့အတူတူနေနိုင်မယ်ဆိုပြီးအဲ့လိုလိုမျိုးဖြားရောင်သွေးဆောင်တယ်ပေါ့နော်ဤခဲပုဂ္ဂိုလ်မှာဖွင့်လာတယ်အဲ့ဒီကော်ပီဆိုင်ရဲ့ဝန်ထမ်းဖြစ်တဲ့သူကစက်ကွန်နေနေအယူအကျောင်းသူကိုသူတို့နှစ်ယောက်အတူနေနိုင်ဖို့ငွေစုနိုင်ဖို့စပွန်ဆာဘဲကြီးပေါ့နော်အဲ့စပွန်ဆာဘဲကြီးနဲ့ဟိုတယ်မှာအတူတူနေခဲ့အတူတူနေပေးဖို့ဒါဖြားရောင်ပြီးတော့ဟိုတယ်ခေါ်ပြီးတော့ဒီစပွန်ဆာဘဲကြီးတွေနေပေါ့နော်လိန်ပိုင်းဆိုင်ရာလှုပ်ခိုင်းခဲ့တယ်လို့သိရပါတယ်အဲ့အကျောင်းသူလေးကိုနော်အဲ့ဒီကနေအကျောင်းသူလေးစီကနေသူကရန်တပန်းခွဲလောက်သူရခဲ့ပါတယ် ဲ့တော့ပြောချင်တာ main click ကဘယ်လောက်နှုံလဲဆိုစဉ်းစားကြည့်နော်ဒီ copy site မှာဖုန်လာကြောင်တော့ तू က copy လဲအားပေးရတယ်ဗောနော် तू तू ပတ်စံနဲ့ထုတ်ရတယ်နောက်ပြီးတော့ဒီကောင်လေးကိုကြိုက်တော့ဒီကောင်လေးပြောတဲ့အတိုင်းလုပ်တော့လူကဘယ်ဘွားရောက်ပါလဲဘွားလည်းပြည့်ရတယ်ဗောနော်နောက်ပြီးရလာတဲ့ပတ်စံကိုအဲ့ကောင်လေးကိုပြန်ပြီးတော့ပေးရတယ်ဆိုတော့ပတ်စံပြန်ရတဲ့သဘောဖြစ်သွားတာဗောနော်အဲ့ဒီတော့ तू ကတော့ तू ချစ်သူအတွက်စူးစမ်းပေးတဲ့ထင်ပုံပါပဲယူယူမှန်မှန်ချစ်ကြချစ်တာကိုပြောပါတယ် ခုမှအထက်တန်းကျောင်းသူ18နှစ်အရွယ်လေးပဲရှိသေးတယ်။အဲကိုဘလို့ဘွားရောက်သွားတာတော့မမြင်တော့တဲ့အထိဒါယူယူမှမှဖြစ်တာပေါ့နော်။ခုမှအရွယ်ရောက်ခါစားလေးဆိုတော့လေ။ဒုတိယတော့ဒီတရင်ကိုကြည့်ပြီးတော့အဲဒီငငယ်ရွယ်ရွယ်နဲ့မဟုတ်တာလုပ်တဲ့ဒီ21နှစ်အရွယ်လူငယ်အမျိုးသားကိုတော့အများစုကအပြစ်တင်ရှုတ်ချတာပေါ့နော်။အဲ့တော့ဒီသတင်းလေးကနေမင်းကလေးကြီးလည်းဒါအခုမှနော်အပြူပေါ်ဝင်တာမင်းကလေးတို့လည်းလမ်းမှန်အတွင်းမှန်ရောက်ဖို့မိဘတွေမှလည်းတာဝန်ရှိတယ်ဆရာဆရာမတွေမှလည်းဒီလိုမျိုးဘုဟုတုဒ္ဒရတွေပေါ့နော် တင်ကြပြတာပြီလို့ရတယ်အဲ့ဒါကြောင့်မလို့ဒီလိုသတင်းမျိုးတွေကိုပြောတာနောက်ပြီးတော့ဒီလိုသတင်းမျိုးတွေကဝင်များတင်တယ် share ပေးတင်တယ်စုံမပေးတင်တယ်ဒါမှသာမဖြစ်တင်တာမဖြစ်မှာပေါ့နော်ဟုတ်ကဲ့သတင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်ကတော့2018ခရစ်ကဟာနာဇာကာရီဂျပန်မှာတယ်အဲ Facebook ကဟာနာဇာကာရီဂျပန်မှာတယ်ဂျပန်သတင်းလေးရေးတယ် YouTube မှာတော့ Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်သတင်းဗီဒီယိုကြီးတင်ပေးပါတယ်နော်ကျေးဇူးတင်ပါတယ်